လုံးမင်္ဂလာပါဒီနေ့ပြောမယ့်အကြောင်းအရာကမကြာခဏဆိုသလိုနှာစီးနှာပိတ်နှာရည်ရိုးနှာရည်ချီစသဖြင့်နှကောင်းနဲ့ပတ်သက်တဲ့ပြဿနာရှိတဲ့သူတွေအတွက်ပါအဲ့ဒါကကျွန်တော်ပြောချင်တဲ့အကြောင်းအရာအဓိကကတော့ဘာလဲဆိုတော့နှာစီးနှာပိတ်စသဖြင့်နှကောင်းနဲ့ပတ်သက်တဲ့ပြဿနာရှိရဆိုရင်လေ့ကျင့်ခန်းမှန်မှန်လုပ်ပါအရန်တက်တာပါတယ်ပထမဆုံးကျွန်တော်ပြောပြမယ်ကျွန်တော်ကိုကျွန်တော်အရင်ပြောမယ်ပေါ့နော်ကျွန်တော်မှာကအရင်တုန်းကနှာခေါင်းပြဿနာမရှိဘူးဒါပေမဲ့ အဲနည်းနည်းပေါ့2019လောက်ကကျွန်တော်နှာခေါင်းနဲ့ပတ်သက်ပြီးတော့ဒဏ်ရာတစ်ခုရပါတယ်ပေါ့အဲ့ဒီဒဏ်ရာတစ်ခုရသွားပြီးရဲ့နောက်ပိုင်းမှာနှာခေါင်းနဲ့ပတ်သက်တဲ့ပြဿနာကျွန်တော်အရန်ဖြစ်လာတယ်အဲ့ဒါကဘာလဲဆိုတော့ allergic rhinitis ပေါ့နော်တခုခုဓာတ်မတည့်တာကိုရှူမိတယ်အနက်မကောင်းတာရှူမိတယ်မိခိုးငွေရှူမိတယ်ဖုံးဖုံးနေပါတယ်ရှူမိတယ် ခါလေးအိမ်မနေရင်နဲ့ကိုဘာလို့နော်အဲ့ရထတာနဲ့ကိုနှာစီးပြီးတော့လေတစ်ချက်လုံးနှာရချီတယ်နှာရစီးတယ်နှာခေါင်းတွေပိတ်လို့အသက်ရှူလို့မရဘူးသရေတော်မျိုးချလို့မရဘူးပေါ့နော်အဲ့လိုမျိုးဟိုအစားတောက်လဲစားလို့မကောင်းနှာခေါင်းပိတ်နေရင်ပြကျွန်တော်တွေဘာမှအဆင်မပြေဘူးပေါ့နော်တကယ်တမ်းကလေဟိုလူတွေကမသိကြဘူးနှာခေါင်းကတစ်ချက်လုံးပွင့်နေကြတဲ့သူတွေများတဲ့ခါကျတော့ဟိုနှာခေါင်းပိတ်တဲ့ကြတနာအရင်မကြည့်လောက်လို့ထင်တာဒါပေမဲ့မကြခဏဆိုသလိုနှာခေါင်းပိတ်တယ်နှာရရနှာစီးရဒီပြဿနာတွေခဏခဏကြုံနေရတဲ့သူဆိုရင်တတိထားကြည့်ကြည့်ခလေးတွေမှာဆိုရင်လေ ကြီးထွားမှုဖွံ့ဖြိုးမှုတွေနှဲဝါတယ်လူကြီးတွေမှာဆိုရင်လည်းမကြာခဏအဲ့လိုပြဿနာဖြစ်နေတဲ့သူတွေကခေါင်းကြိုက်တာတွေညနာတွေနာလာတယ်လက်ချောင်းတွေနာလာတယ်မကြာခဏဆိုသူတို့ဖျားနာနေတာတွေအလုတ်သေးချမလုံနိုင်အေးမောကဘာဖြစ်လို့လဲနှာခေါင်းပိတ်နေတယ်အေးမောကသက်ရှူလို့မရတဲ့ခါကျအေးမောရတဲ့ခါကျမနှက်ဆိုရင်တစ်ချိန်လုံးအိတ်ချင်နေတယ်အစားဖြင့်လူနောက်ဆက်တွဲပြဿနာတွေပါတွားပြီးဖြစ်တယ်အဲ့တော့ ဟိုပုံမှန်အားဖြင့်ပြောရရင်တော့နှာခေါင်းပိတ်တယ်ဆိုတာကတိတ်တော့မထူးဆန်းဘူးပေါ့နော်ကျွန်တော်တို့ဟိုရာသီဥတုပြောင်းလဲမှာနှာခေါင်းပိတ်တတ်တယ်နောက်တစ်ခါဟိုဖျားနာရတယ်ပေါ့နော်ဟို common ကိုဟိုအေးမိတယ်ဒါမှမဟုတ်တောက်ကွေးမိတယ်ဒီလိုကိစ္စမျိုးတွေမှာလည်းနှာခေါင်းပိတ်တတ်တယ်နှာခေါင်းကတော့သူက virus ကြောင့်ဖြစ်တဲ့အဲကူးစက်မှုတွေမှာဆိုနှာခေါင်းပိတ်တာများတယ်ကျွန်တော်လည်းအဲ့လိုနှာခေါင်းပိတ်တဲ့ပြဿနာရှိတယ်ဒါပေမဲ့ တခြားပုံမှန်အားဖြင့်နှာခေါင်းပိတ်တဲ့သူတွေနဲ့ကျွန်တော်တို့လိုမျိုး allergic rhinitis လို့ခေါ်တဲ့ဓာတ်မတည့်ရာအကြောင်းဖြစ်တဲ့နှာခေါင်းပြဿနာရှိတဲ့သူတွေနဲ့ကမတူဘူးပုံမှန်အားဖြင့်သူတွေကခုနပြောလို့နေမကောင်းတဲ့အချိန်တွေရာသီဥတုအပြောင်းလဲအချိန်တွေလောက်ပါပဲနှာခေါင်းပိတ်တဲ့ပြဿနာဖြစ်နေပေမဲ့ကျွန်တော်တို့လိုမျိုးတစ်ချိန်လုံးဓာတ်မတည့်တဲ့ကိစ္စရှိနေတဲ့သူတွေကကျတော့နည်းနည်းလေးဖြစ်လိုက်တာနဲ့ကိုဟိုနှာခေါင်းပိတ်တယ်ကျွန်တော်ဆိုလဲမနက်တိုင်းမှာနှာခြေပြီးတော့ထားရတယ်မနက်ပိုင်းမှာဆိုနှာရည်တွှဲွှဲနဲ့စကားပြောရင်လည်းအဲ့လိုနှာခေါင်းတန်ရင်းနဲ့စကားပြောရတယ်တစ်ချိန်လုံးဒီပြဿနာမျိုးတွေဖြစ်နေပေါ့နော် ခုနောက်ပိုင်းမှာ2022 23နောက်ပိုင်းမှာဆိုဒီဟာကပို့ပြီးတော့စိတ်လာတယ်ပို့ပြီးတော့အဖြစ်များလာတယ်အဲ့တော့ဒါကကျွန်တော်ကိုယ်တိုင်ခံစားနေရတဲ့သူပေါ့အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်ဆိုမျိုးစုံလောက်တယ်ဗျာဥမာအဖြစ်နှာခေါင်းဖျက်တဲ့ဆေးတွေရှိတယ်တောက်ဆေးရှိကျွန်တော်မှာဆိုနှာခေါင်းဖျက်တဲ့ဆေး၄မျိုးလောက်ရှိတယ် steroid တွေရော anti histamine တွေရောမျိုးစုံပဲကျွန်တော်ထားတာ steroid ဆိုမနေ့ကဝယ်လာတဲ့ steroid ဆိုလေလေချောင်းထဲကိုရောက်သွားတော့ခါလုံးလို့ကျွန်တော်ဘလူးမအောင်လုံးလို့မရတဏ္ဍာရီလောက်ကြာတယ်အခါနေတာအကြာကြီးပဲအဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ ်ဆေးမျိုးစုံနဲ့ကျွန်တော်လုပ်တယ်ပြဿနာကအဲ့လိုပဲခဏတစ်ဖြုတ်ပဲပတ်တာရပြီးပြန်ပြန်ပြီးဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော် နောက်ထပ်နီလန်တစ်ခုစမ်းကြည့်ထားတယ်အဲ့ဒါကတော့ဘာလဲဆိုတော့လိချင်ငန်လုတ်တာပဲနော်နာစီတဲ့နှာရည်ယူတဲ့ပြဿနာတွေရှိနေတယ်ဒီခုနပြောဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ပြဿနာရှိနေရဆိုရင်ကျွန်တော်အကြံပေးချင်တာကလေ့ကျင့်ခန်းလုပ်ကြည့်ကြည့်ပါလေ့ကျင့်ခန်းလုပ်ကြည့်ရန်သက်တာပါတယ်ဒါကကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ကိုယ်တိုင်လည်းအခုလေ့ကျင့်ခန်းလုပ်ရင်းနဲ့မှဒီဖြစ်လာတဲ့အကျင့်ကြီးကနည်းလာတယ်နှာခေါင်းဖြစ်တဲ့ပြဿနာကနည်းလာတယ် ခုလိုကြည့်နားနှာခေါင်းလုံးဝအပြည့်ပွင့်နေတော့လေရှူတော့မရှူတတ်တော့အများအပြည့်ဒီဘက်ပိန်ပိန်မပိန်ဒီဘက်ပိန်တစ်ချက်လုံးဖြစ်နေတာဆိုတော့အခုကတော့အပြည့်ပွင့်ပွင့်နေတော့ပေါ့နော်အဲကျွန်တော်နဲ့တီးတဲ့ဆရာသမားတယောက်ဆိုလဲသူကဆရာဝန်ပဲသူကိုယ်တိုင်လဲလေ့ကျင့်နေလို့ရင်းနဲ့ဒီနှာခေါင်းပြဿနာကတော်တော်ယော့လာတယ်ပေါ့နော်အဲတော့ကျွန်တော်လဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ research ပေါ့လေ့လာချက်တွေကိုကျွန်တော်သိချဖတ်လိုက်တယ်ဘာလို့မျိုးဆက်ဆက်မှုရှိလဲပေါ့အပထမဆုံးကတော့ဗာလဲဆိုတော့နှာခေါင်းပိန်နေတဲ့သူတွေတဲ့သူက ဒီဒီ alleged rhinitis ပေါ့ဓမ္မတဲ့နှာခေါင်းပြဿနာရှိတဲ့သူတွေပထမဆုံးတစ်ခုကလေ့ကျင့်ခန်းကိုတိတိကျကျလေးလုပ်ရင်သူ adrenaline ထုတ်တယ်ကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်ရင်ခန္ဓာကိုယ် adrenaline ထုတ်တယ်အဲ့ adrenaline ထုတ်တာကပုံမှန်အဖြစ်ဓမ္မတဲ့ကိစ္စတွေမှာအရန်ဆိုးပြီဆိုပေါ့ဥပမာ anaphylaxis ဆိုတာမျိုးပြတ်တုတ်လိုက်တယ်လူကအသက်ရှူလို့မရဘူးတကောလုံးဖောင်းဖောင်းကားသွားတယ်ဒီလိုမျိုးပြဿနာမျိုးကြုံရင်ကျွန်တော်တို့ adrenaline ထိုးရတယ် adrenaline ထိုးရတယ်ဗောနော် adrenaline ဆိုတာအတက်ကယ်ဆေးပေါ့ဒီဓမ္မတဲ့တာကိုအဓိကအတက်ကယ်တဲ့ကိစ္စပေါ့အဲ့တော့ဒီဟာနဲ့လုတ်တယ်ဆိုတော့ဒီ ရေကျဉ်ကလှုပ်တဲ့သူတွေစီမှာအဒရီနလင်ထွက်တယ်။အဲ့ဒါကြောင့်မလို့လေကျွန်တော်တို့ကရောင်ရမ်းတာတွေညော့တယ်ခုနပြောတဲ့ဓာတ်မတက်ရအောင်ဖြစ်တဲ့ပြဿနာတွေညော့တယ်အဒရီနလင်ထွက်တယ်။နောက်တစ်ခုကကျတော့လေကျဉ်ကလှုပ်နေတဲ့လူတွေကအသက်ရှူလို့ကောင်းတယ်။အသက်ရှူလို့ကောင်းတယ်နှာခေါင်းဒီအဲ့ဒီမှာကျွန်တော် air flow လို့ခေါ်တာပေါ့။ air flow က intensely ဟိုနည်းနည်းလေကျဉ်ကကောင်းကောင်းလေးလှုပ်တဲ့အခါကျတော့မှ lens ကဒီအဆုတ်ကားနေပြီးတော့ လေမြများရှူသွင်းတယ် air flow ကောင်းတယ်အဲ့အတွက်ကြောင့်မလို့နှာခေါင်းပိတ်တာလည်းတတ်တာတယ်ဒါကချက်ချင်းတိတာတဲ့ကိစ္စသူရေရှည်မှလည်းတိတာတာအများကြီးရှိသေးတယ်ပထမတစ်ခုကလေ့ကျင့်ငန်းလုပ်တဲ့သူတွေကရေရှည်မှရောင်ရမ်းတဲ့ဓာတ်တွေကိုသူကရောကြတယ်ခန္ဓာကိုယ်ကရောင်ရမ်းတဲ့ဓာတ်တွေကိုရောကြတဲ့အတွက်နှာခေါင်းကလည်းဘာလို့နှာသီးနှာပိတ်တာဖြစ်တာလဲဆိုတော့ဒီနှာခေါင်းအတွင်းမှာရှိတဲ့မျူကိုဆာလို့ခေါ်တဲ့ဒီအတွင်းထဲက self ဟိုနယံလေးတွေကဖောင်းလာတယ် အဲ့ကောင်လေးတွေဖောင်းလာပြီးတော့သူကနေပြီးတော့အချွဲတွေဆက်ထုတ်တာနှက်ပေါ့ဗျာပြောရရင်တော့နှက်ပေါ့အဲ့တော့အဲ့ကောင်လေးတွေဖောင်းလာတယ်ဖောင်းလာတဲ့အတွက်ကျွန်တော်ပိတ်သွားတယ်ပိတ်သွားပြီးတော့သူကဆက်ပြီးထုတ်တဲ့အခါကျတော့နှာခေါင်းထဲကနေနှက်တွေထွက်လာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဖြစ်တာမလားအဲ့တော့ရောင်ရင်အဓိကရောင်ရမ်းစီတဲ့ဓာတ်တွေထွက်တာကြောင့်နှာခေါင်းကနေဖောင်းလာပြီးတော့ဥပမာပြောရရင်အရေတွေထွက်လာတာအဲ့တော့လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာရောင်ရမ်းစီတဲ့ဓာတ်တွေရော့ကြစေတယ်ဒီအတွက်ကြောင့်မလို့ခုနကပြောတဲ့ဓာတ်မတက်ရအောင်ဖြစ်တဲ့ပြဿနာကနေသွားတယ်ဒါကတစ်ခု ်ဒုတိယတစ်ခုကဘာလဲဆိုတော့လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်ကျွန်တော်တို့ကဟိုပေါ့ကိုခန့်အားကောင်းတယ်လေ့ကျင့်ခန်းလုပ်တဲ့သူတွေဖျားနာတာနည်းနည်းနေရတတိထားကြည့်ကြည့်ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူပုံမှန်လမ်းလျှောက်တဲ့သူကအထိုင်များတဲ့သူတွေထပ်ဆိုင်ပို့ပြီးကျမ်းမာရေးကောင်းတယ်အဲ့ဒါကဘာလဲဆိုကိုခန်းအားနဲ့တွားပြီးသက်ဆိုင်တယ်သူကကိုခန်းအားကိုပို့ပြီးကောင်းမွန်လာတယ်ကျွန်တော်တို့ကဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ပြဿနာတွေကဘာကြောင့်အဓိကဖြစ်တာလဲကိုခန်းအားမူမမှန်ဘူးဖြစ်နေမူမမှန်မဲနဲ့ तू ကဟိုပုံမှန်တလောက်ပဲတုံ့ပြန်ဟိုတလက်မလောက်တုံ့ပြန်တဲ့အချိန်မှာ तू က တမိုင်လောက်တုံ့ပြန်ပလိုက်တော့ခုနကပြောရဲခန္ဓာကိုယ်ကအရင်ကြီးဟိုပြင်းပြင်းထန်ထန်နေခံစားရအဲ့တော့လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာကြာတော့ကုခန်းစနစ်ကိုပြန်ပြီးပြုပြင်ပေးတယ်အဲ့တော့ကျွန်တော်ကုခန်းကောင်းလာတယ်ကုခန်းကောင်းလာရင်ဒီနှာခေါင်းနဲ့ပတ်သက်တဲ့ပြဿနာတွေတွေမကဘူးတချို့တွေတော့အဖုပိတ်နေထွက်တယ်နှင်းကူတွေထွက်တယ်မကြာခဏဆိုသလိုအရေးပြားရောင်ရမ်းတယ်ဒီလိုလူတွေပါတတနိုင်တယ်เนาะအဲ့တော့သူကကုတ်ခမ်းကကောင်းသေးတယ်ဒုတိယတစ်ချက်နောက်တော့တတိယတစ်ချက်ကဘာလဲဆိုတော့လေ့ကျင့်ခန်းလုပ်တဲ့သူတွေကလေမြများရှူရတယ်သူတို့ကအဲ့တော့အစုတ်ကလေ့ကျင့် အပြင်မှာလေ့ကျင့်ခန်းလုပ်ရင်အဆုတ်ကပါလေ့ကျင့်ခန်းလုပ်သလိုဖြစ်ပြီးတော့အဆုတ်ကပို့ပြီးတော့လေလက်ခံနိုင်တဲ့ပမာဏများလာတယ်အဲ့တော့ဒီပေါ့ဒီအသက်ရှင်လမ်းကြောင်းတစ်ခုလုံးကနှာခေါင်းနဲ့စပြီးဒီအဆုတ်ထိသွားတဲ့အသက်ရှင်လမ်းကြောင်းတစ်ခုလုံးရဲ့ဆွမ်းဆောင်ရည်ဖွံ့ဖြိုးလာတယ်တိုးတက်လာတယ်ဒါဆိုရင်လေကျွန်တော်တို့ကနောက်ဆက်တွဲခုနပြောတဲ့ဒီနှာခေါင်းကြောင်းဒီဓမ္မတရားကြောင်းဖြစ်တဲ့ကိစ္စတွေပါတယ်တတ်တာနိုင်တယ်ဒီလိုမျိုးရှိတယ်အဲ့တော့ အခုလောလောဆယ်မှာလည်းဓာတ်မတရားကြောင့်ဖြစ်တဲ့နှာခေါင်းပြဿနာတွေဖြစ်နေရဆိုကျွန်တော်ကအကြံပေးချင်တာကိုယ်တိုင်လည်းကြုံတွေ့ကြုံနေရတဲ့သူဖြစ်တဲ့အတွက်ကြောင့်အကြံပေးချင်တာတော့လေ့ကျင့်ခန်းလုပ်ကြည့်ကြည့်သိတာရဲဆိုတော့သတိထားမိလိုက်ပြီအဲ့တော့လေ့ကျင့်ခန်းဘယ်လိုလေ့ကျင့်ခန်းမျိုးတွေလုပ်မလဲပထမဆုံးအထဲမှလုပ်မလားအပြင်မှလုပ်မလားကောင်းတာကတော့အထဲမှလုပ်တာပိုကောင်းတယ်တဲ့နော်ကျွန်တော်ကတော့အပြင်မှလုပ်တာလည်း enjoy ဖြစ်ပါတယ်တကယ်လို့အပြင်ကိုသွားလိုက်တဲ့အချိန်တိုင်းမှာနှာဆီးမနေဘူးနှာချီမနေဘူး မီးခိုးတွေရှိမနေဘူးလေကောင်းလေတန်လည်းရနိုင်တယ်ဆိုရင်တော့အပြင်မှာလှုပ်လို့ရတယ်အဲ့လိုမျိုးမဟုတ်ဘူးအပြင်မှာကတော့ဟာကားမီးခိုးတွေဖုံဖုံနေတစ်ပင်ကထွက်တဲ့ဟို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 ပါဘောပိုလန်စ်တွေပေါ့နော်အဲဒီလိုမျိုးပန်းခွင့်မုံတွေရှိနေတယ်ဆိုရင်တော့အแทးမှာပဲလှုပ်အဲမှာလောက်တာပို့ပြီးအဆင်ပြေတယ်ပေါ့နော်တကယ်လို့မဟုတ်ဘူးကိုကအပြေကလေကောင်းလေးတန်ရတယ်လို့ထင်လဲအပြေမှာလောက်ပါဒါကပြဿနာမရှိဘူးနော်အဘလို့လေးချင်ကမျိုးလောက်မလဲတချို့ကကြောက်လဲအရန်ပြင်းထန်တဲ့လေးချင်ကလောက်ဆရာလို့မလားမလို့သူကအရန်ပြင်းထန်တဲ့လေးချင်ကရဲ့လောက်ရင်တဲ့ နှက်ခေါင်းပြက်တနာပူရောင်ဆိုးလာနိုင်သေးတယ်ဘာဖြစ်လို့လဲဆိုတော့တပြင်းထန်တဲ့အခါကျလူကအရင်ပင်မန်းသွားပြီကိုခန်းအားလည်းကြရတယ်အဲနောက်တစ်ခါရောင်ရမ်းစီတဲ့တက်တွေလည်းပူပြီးတော့ထွက်တယ်ပေါ့နော်ဒီချိန်ကလည်းနာကျင်ပြီးတော့ကြိုက်ခဲပြီးကြံခဲ့တာမျိုးပေါ့အဲ့တော့အရင်ပြင်းထန်တာတွေမလုပ်ဖက်နဲ့ moderate လို့ခေါ်တယ်နည်းနည်းကာဒီယိုလေးနည်းနည်းပေါ့နော်အရင်ခန္ဓာကိုယ်တအားကြီးမနှိပ်စက်နဲ့အဲ့စာကိုခန္ဓာရည်ရှိတဲ့လောက်လေး moderate ပေါ့အတင့်အတင့်လယ်လက်ရှိတဲ့လေ့ကျင့်ခန်းလေးတွေလုပ်တာကပူပြီးတော့ကောင်းပါတယ်နော်အဲ့တော့တင့်တဲ့လယ်လက်ရှိတဲ့လေ့ကျင့်ခန်းလေးတွေကိုလုပ်လို့ရတယ်နော် နောက်ဆုံးတတိယတစ်ခုလေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့သူတွေကိုအရေးကြီးဆုံးသိစေချင်တာတစ်ခုကဘာလဲဆိုတော့လေ့ကျင့်ခန်းလုပ်ရခြင်းရဲ့အဓိကက consistency ဆက်ဆက်အမြဲမပြတ်ဇက်တိုက်လုပ်ခြင်းကအရေးကြီးပါတယ်နော်ကိုကစိတ်ပါတဲ့အချိန်လေးသွားလုပ်လိုက်ပြီးမလုပ်ဖ ೇನೆ အကြာကြီးပြတ်ထားလိုက်ဒါဆိုရင်တော့တတ်တာမှမဟုတ်ကျွန်တော်မှန်မှန်လေးတပတ်ကိုအနည်းဆုံး3ရက်ကနေ4ရက်လောက်အချိန်ပေးပြီးတော့ခုနကပြော moderate intensity ရှိတဲ့လေ့ကျင့်ခန်းလေးတွေလုပ်တယ်ဆိုရင်ဘယ်နှာခေါင်းကြောင့်ဖြစ်တဲ့ပြဿနာကိုတော်တော်သတ်စာသိနိုင်ပါတယ်ဆိုတော့ကျွန်တော်ပြောခဲ့တာတွေက အဲဘာကြောင့်ဖြစ်ရတာလဲဟိုဘယ်လိုမျိုးကာကွယ်သိနိုင်တာလဲနောက်ဆုံးမှာဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာကိုကျွန်တော်အကုန်ပြောခဲ့တာအဲ့တော့ကျွန်တော်ချန်ပေးချင်တာကိုရိုင်းလဲကိုတွေ့ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကိုပေါ်လေးစားရတဲ့ဆရာသမားတွေကလည်းဒီဟာအကြံပေးရယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နှကောင်းပြဿနာတွေဖြစ်နေတယ်ဓာတ်တဲတာကြောင့်ဖြစ်တဲ့နှာစီးတာနှာပိတ်တာနှာရိုးတာနှာချေတာစသဖြင့်ဒီလိုပြဿနာမျိုးတွေဖြစ်နေရဆိုရင်အတင်းအတင်းရှိတဲ့လေ့ကျင့်ခန်းလေးတွေကိုလုပ်ပေးပါမှန်မှန်လုပ်ပေးပါအရန်တိတာရယ်ဆိုတာကိုတွေ့ရပါလိမ့်မယ် ြည်ပေးတာကျေးဇူးများတင်ပါတယ်